ဟယ်လိုအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ဝင်းနာတင့်မြန်မာ YouTube channel ဘလုံးမဲသုံးသပ်ချက်ကနေမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်ဒီနေ့ညမှာတော့ဒါ Premier League ပွဲစဉ်တွေကျွန်တော်တို့ League ပွဲစဉ်တွေကျွန်တော်တို့ရှိတယ်ပေါ့နော်ဒီနေ့ကစားမဲ့ပွဲစဉ်တွေကိုသုံးသပ်ပေးမှာဖြစ်ပါတယ်ဗျာပထမဦးဆုံးနေနဲ့ကျွန်တော်တို့ဒါ Premier League ကပွဲစဉ်တစ်ခုဖြစ်တဲ့ကျွန်တော်တို့ Brighton နဲ့ Leeds နဲ့ပွဲစဉ်မှာပေါ့နော်ဒီမှာတော့ Ancient Brighton တင်းရနေပြီးတော့ level ကို85ရှုံးကိုပေါင်းကြီးကကျွန်တော်တို့သုံးလုံးကို90စားဆိုပြီးတော့ပြီးထားတာတွေ့တယ်ပေါ့နော်ဒီနေ့တင်းရကျွန်တော်2020ကတွေ့ခဲ့တယ် Brighton အင်ခွဲမှာတစ်လုံး90 ေစားပြီးပြီးတော့ Brighton က1စီးနေနိုင်ခဲ့ပဲပေါ့နော်လက်ရှိမှာတော့ကျွန်တော် Brighton နဲ့ Lee နဲ့ကကျွန်တော်တို့ဒါတမတ်ပဲကွာတယ်အထက်အောက်အနေထားရက်တည်နေတယ်ပေါ့နော် Brighton ကကျွန်တော်တို့လက်ရှိမှာကျွန်တော်တို့နှစ်ပွဲဆက်ရှုံးထားတယ် League Cup နဲ့ Premier League မှာကျွန်တော်နှစ်ပွဲရှုံးထားတာကိုတွေ့တယ်ဒီရာသီမှာတော့ကျွန်တော်တို့ဒါ Brighton နေနဲ့ရှုံးပွဲဟာ၄ပွဲရှိတယ်အဲ့ဒီ၄ပွဲကလည်းကျွန်တော်တို့အဝေးခွင်းမှာကြီးပဲဖြစ်နေတာကိုတွေ့တယ်ပေါ့နော်အိမ်ခွင်းမှာတော့ရလက်တည်ကောင်းနေတယ်အိမ်ခွင်းပွဲတိုင်းလည်း၉ရပြီးတော့ Man City Newcastle စပါးတို့ကို နှစ်ကူးထိသွင်းထားနိုင်တဲ့ဒါတိုက်စစ်ကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါအဝေးကွင်းလေးကတော့ကျွန်တော်တို့ကကစားခဲ့တဲ့ကျွန်တော်တို့ဒါဆေးပွဲမှာနှစ်ပွဲပဲဂိုးမပေးထားရဘူးအဲ့ဒီပွဲကလည်းကျွန်တော်တို့ဒါအိမ်ကွင်းမှာပဲကျွန်တော်တို့ဂိုးမပေးထားရတာဖြစ်တယ်ပေါ့နော်အဝေးကွင်းသူအနေနဲ့မကောင်းဘူးပေါ့နော်ကျွန်တော်တို့ဒီ Brighton ရဲ့ကျွန်တော်တို့ဒါ Total 1ဈေးကွက်ကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒီပွဲမှာကျွန်တော်တို့ Brighton အနေနဲ့နှစ်ကူးသွင်းနိုင်တဲ့အနေထားကိုကျွန်တော်တို့တွေ့တယ်နှစ်ကူးသွင်းဖို့အတွက်ကိုအားကောင်းတဲ့အနေထားလေးတွေ့ရပေါ့နော် ဒီဘွဲမှာကျွန်တော်တို့ Brighton ဈေးကပြော့နေတယ်ဆိုရင်ပဲဒီဘွဲမှာ Ancient Brighton ကိုကြိုက်တယ်ဂိုးပေါင်းအပေါ်ကိုလည်းကျွန်တော်တို့ကြိုက်တယ်ဗျနောက်တစ်ဘွဲကတော့ကျွန်တော်တို့ဒါ Palace နဲ့ကျွန်တော်တို့ Bradford နဲ့ဘွဲတွေမှာပွဲစဉ်မှာပေါ့နော်ဒီမှာတော့ Ancient Palace ကနေပြီးတော့ level 80ရှုံးဂိုးပေါင်းကြီးက355ဆဆိုပြီးတော့ပြီးထားတာတွေ့ရပေါ့နော်ပြီးခဲ့တဲ့နှစ်တုန်းက Palace အိမ်ခွင်မှာ level တရားပေးခဲ့တဲ့1 2နဲ့ကျွန်တော်တို့အဲ Pelic ကရှုံးခဲ့တယ်ပေါ့နော် Pelic နဲ့ Bravo ကကျွန်တော်တို့အဆက်3မှတ်နဲ့အမှတ်တူနေတယ်ကျွန်တော်တို့အထက်အောက်ဖြစ်နေတယ်ပေါ့နော်အဆင့်ကတော့အထက်အောက်ဖြစ်နေတယ် Pelic အနေနဲ့ကတော့ကျွန်တော်တို့ Liverpool ကိုနိုင်ခဲ့ပေမဲ့ဒီရာသီအင်ကွဲမှာနိုင်တဲ့နိုင်ခဲ့တဲ့ပွဲတွေကို Pelic အနေနဲ့မနိုင်ထားတာကိုတွေ့တယ်ပေါ့နော် Conference League မှာကျွန်တော်တို့ဒါ AEK ကိုနှလုံး90ရှုံးပြီးပြီးတော့ဒါရှုံးခဲ့တယ် League Cup မှာလည်း Miwo ကိုတလုံးတရားပြီးပြီးတော့တည်ချခဲ့တယ်စနားလန်းကိုလည်းတလုံး90ပြီးပြီးတော့ဇီးစီးတည်ချခဲ့တယ် အဲ forex ကိုလည်း level 50ရှုံးပြီးပြီးတော့ palace နဲ့တည်ကြခဲ့တာတွေ့ရပါတော့။ bravo ကတော့ကျွန်တော်လက်ရှိမှာ3ပွဲဆက်နိုင်ထားတယ်လို့ကိုသွင်းအားလဲကျွန်တော်တို့ဒါအားကောင်းနေတာကိုတွေ့တယ်။အဝေးကွင်းပွဲတိုင်းလည်းကိုရထားတာကိုတွေ့တယ်ပေါ့နော်။ဒီပွဲမှာအဝေးကွင်း bravo ကိုကြိုက်တယ်။ကိုပေါင်းအပေါုံလည်းကျွန်တော်ကြိုက်တယ်ဗျာ။နောက်ဆုံးပွဲတော့ကျွန်တော်တို့ဒါ fuan နဲ့ hoof နဲ့ပွဲစဉ်မှာပေါ့နော်။ဒီမှာတော့ ancient fuan ကတလုံး90ဆာကိုပေါင်းကြီးကနှလုံးကို55ရှုံးဆိုပြီးတော့ပေးထားတာတွေ့တယ်ပေါ့နော်။ ကျွန်တော်တို့ပြီးခဲ့တဲ့တော့ဖူဝန်ကအိမ်ခွဲမှာ 1D ပေးပြီးတော့14နဲ့ရှုံခဲ့တာကိုတွေ့တယ်2024လို့ကလည်းဖူဝန်ဒီအိမ်ခွဲမှာလည်းပဲ90ရှုံပေးပြီးတော့၃ခု၅ခုနဲ့နိုင်ခဲ့တာကိုတွေ့တယ်ဖူဝန်ပရီးမီးယားလိဂ်ကျွန်တော်တို့ဒါ၄ဘွတ်ဆက် ဒါရှုံးထားတယ်ပြိုင်ပွဲစုံ9ပွဲဆက်လဲကျွန်တော်နိုင်ပွဲပြောက်ထားတာကိုတွေ့ရပါတော့သို့တော့ပြိုင်ပွဲစုံ73ပွဲကစားထားတဲ့အတွင်းမှာဖူအန်နေနဲ့ဂိုးမသွင်းနိုင်တာ2ပွဲပဲရှိတယ်ပေါ့နော်အဲ့ဒါလည်းအာဆင်နယ်နဲ့ချက်စီနဲ့ပွဲပဲဂိုးမသွင်းနိုင်ဘူးပေါ့နော်ဒီပွဲကလည်းကျွန်တော်တို့ဖူအန်ဒီအင်ကွင်းမှာလည်းကစားရမယ်ဒါပြိုင်ပွဲစုံလည်းကျွန်တော်တို့9ပွဲဆက်နိုင်ပွဲပြောက်ထားတဲ့အနေထားလေးလည်းရှိတယ်အခုအနေနဲ့ရလဲကျော်တို့ဒီဘွဲမှာဝူကလည်းကျွန်တော်တို့ဒါနိုင်ဘွဲအဲလုံးဝမရထားသေးဘူးပရီးမီးယားလိမှာလုံးဝမရထားသေးဘူးပေါ့နော်ဖူဝန်နေနဲ့ဒါ ဘောပွဲရောဘောလုံးရောကျွန်တော်ကြေးရောရှုံးတာအတော်လေးများနေပြီဖြစ်တယ်။ကျွန်တော်တို့ဒီဘက်မှာဂိုးလဲကျွန်တော်တို့ရဖို့အတော်လေးအကောင်းနေတဲ့အတွက်ကြောင့်ကျွန်တော်တို့အင်ရှင်ဖူဟန်ကိုကြိုက်တယ်။ဂိုးအောင်မှာဂိုးအောင်အပေါ်ကိုကြိုက်ရပြီဗျာ။ဒီနေ့ကတော့ကျွန်တော်တို့ဒါတလောက်ပါပဲဗျာ။ကျွန်တော်တို့ဒါတယ်လီဂရမ်မှာလည်းကျွန်တော်တို့ဒါအကြိုက်ပွဲတွေကိုတင်ပေးမှာဖြစ်ပါတယ်အားလုံးကိုကျွန်တော်တို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။